မင်္ဂလာပါအခုမြင်တွေ့နေရတဲ့ငါးတက်တာငါးလေးတွေဟာစိမ့်ကော့နေတော့လေဥနိုင်ဝဲမိခဲ့ပြန်တယ်ပေါ့နော်အဲ့တော့သူကတော့ပါလေးတွေပိုးပေးလိုက်တယ်ဥနိုင်ကလည်းနည်းနည်းမှုန်းလိုက်တယ်ပေါ့အဲချက်မဲ့ပုံစံလေးကတော့ချင်းဆက်လေးချက်မဲ့အတုံးပြူမှာကတော့ရွှေအုံမြေပဲစီတန်လေးကိုအတုံးပြူမှာဖြစ်ပါတယ်စီတက်မဲ့ရာလေးတွေကချက်တော့ပြူချက်တော့နီဂျင်းချက်တော့မိတ်ကလေးကိုစီတက်မှာဖြစ်ပါတယ်သူ့ကိုမွေးလောင်သေးတာလေးစီတက်ပေးမှာပေါ့နော်အဲသူအယောင်ပြောင်းပြီးမွေးလာပြီဆိုလို့ရှိရင်တော့ငရုတ်သီးစိတ်အမှဲ့ထည့်လိုက်ပါမယ် ငရုတ်သီးစိတ်အမဲလူတွေထပ်ပြီးတော့မောင်းနေလို့စီတက်မယ်ပြီးရခါမှာတော့ခရဲကျင်သီးထည့်ပြီးတော့စီတက်ပါမယ်ခရဲကျင်သီးလေးတွေထည့်ပြီးသွားပြီဆိုလို့ရှိရင်သုံးလေးချက်မှွေပြီးတာနဲ့အရသာတွေထည့်မယ်ခရုစီထည့်ပါမယ်အဲပြီးလို့ရှိရင်ငားငံပြာတွေထည့်မယ်ကြက်သားမုတ်ထည့်မယ်စာဟင်းချုံမုတ်ထည့်ပါမယ်အဲ့ဒါလေးတွေနှံ့အောင်မှွေမယ်မှွေပြီးသွားရင်တော့စောစောမှွန်းထားတဲ့ငားတက်တာငားတွေထည့်လိုက်ပါမယ်ခင်ဗျာ ပါဝင်တဲ့အမွှေးကြိုင်တွေရဲ့အရသာတွေရဲ့ငါးတက်တာငါးလေးရဲ့ရောနောတော့သူကြလေးစစ်သက်ပေးမယ်စစ်သက်ပေးပြီဆိုလို့ရှိရင်အဲ့တော့ရေကိုအနှဲငယ်လေးထည့်ပြီးတော့အုပ်ထားလိုက်ပါမယ်။များသောအားဖြင့်ကတော့ငါးတက်တာငါးတွေကိုကြော်မယ်ကြော်ပြီးရင်ပဲငက်ပြိုင်နဲ့အချိုးပြန်နှက်မယ်ပေါ့နော်။အခရမ်းညင်သည်အကွင်းလိုက်တော့ပြီးလို့ရှိရင်ချက်တော်နီ ပန်းကော်ပြီးထည့်ပြီးတော့ချက်တာတော့များကြတယ်ပေါ့ဒီခါတော့အနိုင်ကငရုတ်သီးအနှစ်ပေါ့နော်ချင်းဆက်ကလေးအဲ့ဒါလေးရောနှောပြီးတော့မှအဲချင်းချင်းဆက်ဆက်ရတာလေးချက်မှာဖြစ်ပါတယ်ခင်ဗျာငါးသားလေးတွေဣသွားပြီဆိုလို့ရှိရင်တော့ငရုတ်သီးချင်းဆက်အနှစ်ကလေးထည့်လိုက်ပါမယ်ထည့်ပြီးတော့မှနှောင်မှွေမယ်နော်မှွေပြီးတဲ့အခါမှာလေလိုအပ်တဲ့အရာသားလေးထပ်ထည့်မယ်ပြီးရင်တော့နောက်ဆုံးအနေနဲ့ဟိုနေတော့အားလုံးမိမိစိတ်တိုင်းကြဖြစ်ပြီးအရေးလေးလဲကက်ဆက်ဆက်လေးကြံပြီးဆိုလို့ရှိရင်တော့ ကျက်တော်မိတ်ကလေးအုပ်လိုက်မယ်အဲ့ဒါဆိုလို့ရှိရင်ဒီနေ့ဥနိုင်ချက်ပြရတယ်ငါးတစ်တာခြင်ဆက်အရသာလေးပြီးသွားပါပြီခင်ဗျာငါးတစ်တာဟင်းတန်းလေးကမှုေးနေရောကဲဒီနေ့စားမယ့်စတိုင်လေးကိုလည်းသဘောကျလိမ့်မယ်လို့ပြောနေပါတယ်ခင်ဗျာစားမယ်ခမင်းနဲ့စားလဲလိုက်တယ်ခေါဆွဲတို့ကြာစန်းတို့မုတ်ဖတ်တို့နဲ့စားလဲလိုက်တယ်ဒီနေ့ကတော့ပဲကြာစန်းနေနဲ့

အာဂျီနိုမိုတိုကုမ္ပဏီကထုတ်လုပ်တဲ့ Honda C5 မို့450 g ဆိုတော့အထက်မှာ225 g နှစ်ထုပ်ပါအချုံမုတ်သုံးတကယ်သူသုံးမယ်အချုံမုတ်မသုံးကျင်တဲ့သူတွေသုံးမယ်ဈေးနှုန်းက9000နဲ့မှ9000လက်လီလက်ကားဈေးလိုချင်တဲ့သူတွေ CBO မြန်မြန်လေးလာမယ်နော် အာဂျီနိုမိုတိုကုမ္ပဏီကပဲထုတ်တယ်။ထိုင်းပြည်ရင်းသုံးအထုတ်ကြီးကကုန်နေသေးတယ်ဒါက400ဂရမ်အထုတ်။နောက်တထုတ်ကို1000နဲ့မှ3000၊ကျက်သားရတာ၊ကျက်သူမျိုးငွေကောင်းရတာ၊စားရတာလေးပါမယ်။ဒါကျက်သားမဟုတ်။ပြီးရင်ဝတ်သားမဟုတ်။ကျော်လော်ဖုတ်ကင်ပြုတ်နှက်အကုန်သုံးလို့ရပါတယ်ခင်ဗျာ။ Uh-oh. <laughs>

ားတော်တော်များများဘိုက်နေရာလေးမှာရိုးရှိတယ် ဂျပန်အာဂျီနိုမိုတိုဟင်းချုံပေါ့ပြူရင်းတော့ဒီကောင်ကတော့1 kg 63ချက်သားပါမယ်ဈေးနှုန်းကတော့လက်လီလက်က9000ဈေးဖြစ်ပါတယ်ခင်ဗျာဒီနော်သုံးခဲ့တဲ့အချုံမုတ်တွေအများကြီးသုံးရတဲ့နေရာမှာသူကအချုံမုတ်နည်းနည်းလေးထည့်အောင်နဲ့ဟင်းရဲ့အရသာကိုထိထိမိမိဖြစ်စီမှာဖြစ်ပါတယ်လက်လီလက်က9000ဈေးပါခင်ဗျာ အပိုင်နေကြတဲ့အစားတိုင်းမှာချက်တော်သူလူချင်းစီကိုကျေးဇူးအထူးပဲတင်ရှိပါရခင်ဗျာနောက်အစီအစဉ်လေးမှာပြန်လည်ဆုံနေကြပါမယ် See you bye bye